ကောင်မလေးတယောက်ကဆိုင်ထဲမှာလက်ထက်လက်စွပ်ကိုရေးရခံနေပါတယ်။ဘာယူရမမ်းမသိရဲ့ဆုံးကောင်လေးကိုဗီဒီယိုကောခေါ်ပြီးတော့ရေးခိုင်းပါတယ်။တနေရာမှာတော့ဘန်ကပိုက်ဆံနေတည်လာတဲ့ကောင်ကိုရူဇုကတားပြီးတော့ကားမှာဖုံးနေထောင်ကြတယ်။မကြခင်မှာပဲဖုံးနေထပ်ပေါက်ကွဲပြီးတော့အနာကလက်စွပ်ဆိုင်နေထိပါပေါက်ကွဲမှုကရောက်လာပါတယ်။ကြားရတဲ့အုပ်စုကကားနောက်ခံကပိုက်ဆံအိတ်တွေကိုလာပြီးတော့ရောက်လာတဲ့ရဲတွေကိုပါပစ်ခတ်သွားကြတယ်။ခြောက်လာကြခဲ့မဲ့မိုးဝင်းတယောက်တည်သွားတဲ့ကောင်မလေးကိုတရားမမေးမိရပဲနဲ့ဒီပေါက်ကွဲမှုလုပ်တဲ့သူတွေကိုပဲရှာဖို့စဉ်းစားနေပါတယ်။သူကဆုံတော့ကိုကျော်အောင်ဖြစ်ပြီးတော့လူသက်သမားကိုစားတော့ဆိုင်ထဲမှာတယောက်ထဲဝင်ဖမ်းပါတယ်။သူကတော့ယူသားကျူသားတဲ့ရေသားလေးပုတ်ခွားဖြစ်ပြီးတော့ပုတ်ခွားကကမရေရမယ့်နေရာမှာရက်နေတဲ့သူကိုတန်ကြီးဆောင်ခ င်ပါတယ် GDP လို့အိမ်ပြန်လာတဲ့လမ်းမှာ NGRM တူဦး3လစ်နေလို့အနက်နေနဲ့နေရတဲ့ကြာကရှေးဥတုနာပြည်သူနေနဲ့ကဲပြီးတော့လူနာတင်ကားခေါ်ပေးခဲ့ပါတယ်အေရောက်တော့ဘွားကိုနေကြုံရတာတွေကိုပြန်ပြောရင်လည်းအဆက်အသွယ်ပြတ်နေတဲ့အကိုလမ်းမိပါတယ်မိပါရမရှိတဲ့နောက်ဘွားကသူ့အညီကိုနှစ်ယောက်ကိုစောင့်ရှောက်တာတယ်ကိုရီးယားတာဝန်ပေးခင်ရလို့လူစုရဲ့ဘက်မှာအသွင်ယူဖို့သွားနေရင်လည်းမိသားစုနဲ့ပါဆက်သွယ်ပြတ်သွားတယ်ဝင်းမိုးတယောက်အထက်လူကြီးနဲ့တူကြားရီတို့ကိုဖမ်းဖို့လာပြီးတော့အကုံလုံးကခွင်နဲ့ရအောင်စောင့်နေဝင်းမိုးတယောက်ထဲနောက်ကပြေးလိုက်ပါတယ်ကြားရီတို့ရဲ့တယောက်နဲ့ဝင်းမိုးကားထဲမှာချပြီးတော့နောက်ဆုံးမှဖမ်းမိသွားပါတယ်ကြော်အောင်မီပွိုင်းစောင့်နေရုံမှာကားစီးကအချိန်မင်းမင်းနဲ့အနားအနေဖြစ်သွားလို့နောက်ကလိုက်ဖမ်းပါတယ် ်တင်ထားတဲ့အတိုင်းအထဲမှာလူစိုးတွေပါလာပြီးတော့စောင်းနှောက်တွေအကုန်လုံးကိုအမှောက်သိသွားပါတယ်ကျောင်းပတ်ဆက်ထဲကိုတော့ကြီးတုံးနှောက်ကိုတောင်းလိုက်ထည့်သွားပါတယ်ဝင်းမလူစိုးတွေရဲ့ကိုရာအောင်ဝင်စီပြီးတော့လက်နက်တွေရှာနေတဲ့အောင်ကြားရီတို့အုပ်စုကသူတို့စီရောက်လာကြတယ်ကြားရီတို့ကလူပုံများနေလို့လက်နက်တွေချပြီးတော့အခြေအနေကိုစောင့်ကြည့်နေအောင်မှာလွန်ခဲ့တဲ့6လကဘန်ကားကိုဓမြတိုက်တာကြားရီတို့မှန်းသိလိုက်ရပါတယ်ကြားရီတို့ကြောင့်ကောင်မလေးတရားမှန်းလဲတီရောတီးမခံနိုင်တော့ပဲနဲ့ချက်ချင်းထားတောင်းကြမှာတော့လေဒီမာရီမဲနှစ်ဖွဲပြစ်ခတ်ပြပြီးတော့ကြားရီတို့နောက်ကိုလိုက်သွားတယ်တိုက်တွေလုံးပြီးကြလုံးအပေါ်မှာခုံနေနောက်တိုက်စီခုံနေတဲ့အောင်ကြားရီကတိုက်ပေါ်ကနေကန်ချလိုက်ပါတယ်ဘလုံးမထားမရလို့ကြားရီထွက်ပြေးသွားတာကိုလည်းဒေါသထွက်ထွက်နဲ့ကြည်နေလိုက်ပါတယ် ကျောင်းကဆေးရုံတက်ရပြီးတော့ကြီးစံတွေကိုဝမ်းနဲ့ချူချလိုက်ရတယ်။အထက်လူကြီးတွေကအစီဝေးလုပ်ပြီးတော့ကြားရီတို့ခိုင်းကိုဖမ်းဖို့အစီအစဉ်ဆွဲပါတယ်။ကိုတန်းကဒီ project ကိုလက်ခံလိုက်ပြီးတော့ဥတင်နဲ့လက်တွဲလုပ်ရပါတော့မယ်။ကြားရီတို့အကြောင်းကိုပိုတီးဖို့ပုခွားကိုအကိုကျောင်းခေါ်စစ်တော့ပုခွားကလည်းဘာမှသိမနေပါဘူး။ပုခွားကိုရဲတွေကလူစိုးလို့နာမည်တက်တော့တာဝန်ထမ်းဆောင်နေတာကိုဆွဆွဲလို့ဒေါသထွက်နေပါတယ်။ပုခွားကအိမ်ပြန်လာတော့ဝင်းမုန်းနဲ့ကျောင်းတို့ကသူ့ကိုလိုက်တွေ့ပြီးတော့အကိုကျောင်းမေးပါတယ်။အေးအေးဆိုင်မှာထိုင်ပြီးတော့စကားပြောနေလို့စိုင်းနေရလူစုကကောင်မလေးတစ်ယောက်ကိုအနိုင်ကျင့်နေလို့ရဲဆိုပြီးတော့ဝင်ဖြည့်ရှင်းပေးပါတယ်။ကောင်လေးကပုခွားကိုဝိုင်းရိုက်လို့ကြည့်မြင်နေတော့ပဲနဲ့စီနီယာနှစ်ယောက်လဲဝင်ကူချရတော့တယ်။တပတ်ကလူတွေပုံများလာလို့ ောင်းအောင်သားဆိုင်တွေကနေထွက်ပြေးလာကြပါတယ်။အကုန်လုံးနေရာကနေလို့ဖိုးခွားသူ့အိမ်မှာရှိတဲ့ဆရာခိုးလိမ့်ပေးပါတယ်။ဒီလိုနဲ့ကျောင်းအောင်ကောင်မလေးစုံစမ်းပေးလို့ကြားကြီးဖွဲ့ကလေးယောက်တေးုပ်ပြီကိုပြန်အောင်နေမှန်းတည်လိုက်ရတယ်။သူတို့တွေကမောင်ကောင်းဆိုတဲ့တယောက်ကတည်းကပြင်းပြင်းထန်ထန်ရလို့စိတ်ကြမ်းမာရေးစည်းရုံးကိုပို့ထားရတယ်လို့ဆိုပါတယ်။မောင်ကောင်းစီကိုကြားကြီးရောက်လာပြီးလုံခဲ့တဲ့ကြောက်လာကဗန္ဓမြားတိုက်ပြီးရတဲ့ငွေတွေပြန်မထားလဲဆိုတာလာမိသွားတယ်။ဝင်းမိုးတို့ရောက်တော့မောင်ကောင်းကဘုန်းရှိရဲ့တို့ထောက်အောင်လို့လူနာတွေကကြောက်ပြီးတော့ရှောက်ပြေးကြပါတယ်။မောင်ကောင်းကချက်ချင်းပဲစည်းရုံးကနေကြားကြီးကနေလိုက်ပြေးသွားတယ်။ဝင်းမိုးတို့တောင်းအောင်ကလည်းနောက်ကနေကားစီးနဲ့လိုက်ကြတယ်။လက်တော့ရောက်တော့ကြားကြီးကကလေးတွေပါတဲ့ကြောင်းကောက်ကိုပြန်ပြီးဆွဲပြီးဖိုးခွားကိုတရက်ခံဖြစ်ဖန်သွားတယ်။ကာ ထဲမှာကြံတဲ့မောင်ကောင်းဝင်းမတို့ကဖမ်းပြီးတော့ကြားရေးရှိတဲ့ဒီလမ်းပြခိုင်းပါတယ်။ကိုရောင်တစ်ခုစီရောက်တော့ကြားရေးတို့ကကလေးတွေကိုတရားခံလှုပ်ထားလို့လက်နှချပြီးတော့ဆွေးနွေးကြပါတယ်။ကြားရေးတို့ကမိဘမဲ့ခရမာတို့ကြီးပြင်းလာကြပြီးတော့ချမ်းသာတဲ့ဝတ်ထွက်အုပ်စုပဲတများတက်ကြတယ်။ကြားရေးဘတ်စကားပေါ်ပြန်တက်လာလို့ဖိုးခွားနဲ့စကားပြောရင်မှဖိုးခွားကရဲဖြစ်နေလို့သူတို့ကိုတက်ပြလိုက်တယ်လို့ပြောပြပါတယ်။လွန်ခဲ့တဲ့6လကဗန္ဓမြမှုမှာရဲဘက်ကအကောင်ကြီးကြီးပါနေပြီးတော့တများတိုက်လို့ရတဲ့ပိုက်ဆံတွေကိုသူကအကုန်သိမ်းသွားတယ်ဆိုတာမောင်ကောင်းပြောလိုက်လို့ဒီလိုက်ရတယ်။အဲ့လိုစီကပိုက်ဆံတွေတွားယူဖို့ဝင်းမုံနဲ့ကြော်အောင်တို့နှစ်ယောက်ကိုလွတ်လိုက်ပါတယ်။ဝင်းမုံတို့ရောက်လာတော့စီနီယာရဲကအိတ်တလုံးနဲ့စောင့်နေလို့အိတ်ကိုရှင်းလိုက်တော့ပိုက်ဆံတွေမပါဘဲနဲ့ရုံရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်။ တယ်။စီနီယာနဲ့ရုံရင်းဆန်ခတ်ပြပြီးတော့စီနီယာကလက်စားတဲ့ရေဘက်ကပါနေလို့ကိစ္စရှင်ဖြစ်လိုက်ရတယ်။ကားပေါ်မှာထောင်းခဲ့တဲ့ပုံပေါက်ခါနီလို့ဖိုးခွားတို့ကလေးတွေကိုခေါ်ပြီးတော့ထွက်ပြေးပြီးမြေပုံကထားမပေါက်လို့အတူမှန်းတည်လိုက်ရတယ်။ကလေးတွေကိုမိဘရဲ့လက်ချက်ထည့်ပေးပြီးတော့ဝင်းမိုးတို့နောက်ကိုလိုက်သွားပါတယ်။စီနီယာရဲ့ဖုန်းနဲ့ကြိုးကန်နေတဲ့သူကိုလမ်းထောက်တော့နောက်ခွဲအလူကကုတန်းဖြစ်နေပါတယ်။အဲဒီချိန်ကြားရတဲ့အုပ်စုကရေဝတ်စုံတွေဝေပြီးတော့စခန်းကိုရောက်လာကြတယ်။စီနီယာကိုတက်လို့ဆိုပြီးတော့ဝင်းမိုးတို့နှစ်ယောက်ကဝရမ်းထုတ်ထားခံရပါတယ်။ဒီချိန်မှာပဲကျောင်းကောင်မလေးကကုတန်းဗန္ဓမြမှုကိုဥဆောင်မှန်တက်တင်နေတဲ့ကွာဥတင်တို့ကိုလာပြောလို့ကုတန်းကိုဖမ်းဖို့ပြင်ပါတယ်။ကုတန်းကတော့ဖမ်းခံရမှာဆိုလို့ငွေတို့ဆွဲပြီးတော့ထွက်လာခဲ့ပါတယ်။ကန်ဆိုးခြင်းတော့စ ကန်ထဲမှာရင်ကြားရိုးအုပ်စုနဲ့တွေ့ပြီးတော့ကြားရပညာတွေပြတယ်။နေဆက်တာမကန်နိုင်တော့လို့ပိုက်ဆံနေရှိတဲ့နေရာကြီးကိုလိုက်ပြပါတယ်။ဒါအောင်မြင်လိုက်တဲ့ဝင်းမိုးတို့တောင်းအောင်ကနောက်ကနေလိုက်သွားကြတယ်။ကိုတန်းကကားနောက်ခန်းထဲကပိုက်ဆံနေလိုက်ပြီးဒီုံမှာဥတီမှာအဲ့နေရာရောက်လာပြီးတော့ပြစ်ခတ်ကြပါတယ်။ကြားရိုးကနေဝေသွားတဲ့အချိန်မှာဝင်းမိုးတို့တောင်းအောင်ကပိုက်ဆံတွေကိုမိဖို့ရှို့လိုက်ကြတယ်။ဒေါ်သာထောက်သွားတဲ့ကြားရိုးကလည်းအမုံချေဖို့ဝင်းမိုးတို့နောက်ကိုပြစ်လိုက်လာပါတယ်။စကန်ထဲမှာပြေးတိုင်းလိုက်တိုင်းလုံနေတဲ့အထူးရဲ့ဒီပါအထဲကိုရောက်လာတယ်။အပြင်မှာကြားရိုးဖွဲကတယောက်နဲ့ဖိုးခွားထိတိုက်တွေ့နေတော့ဖိုးခွားကသူ့ကိုလူစုံမဟုတ်မှန်းသိနေပါတယ်။ဘွာဘေးချင်းကြီးကြောင့်တများပြစ်လာရတာဒီလိုမတက်ဘဲဖမ်းမိုးလုံနေတဲ့အုံမှာအထူးရဲ့ရောက်လာပြီးတော့ဖိုးခွားကိုမှပြစ်ကြတယ်။ဖိုးခွား ါကိုဓမြအကဲထားပြီးတော့သူကတော့သူ့ကိုယ်သူတနက်နဲ့တက်တည်သွားပါတယ်။စကန်ပေါ်ထဲမှာတော့ဂျာကြီးနဲ့ဝင်းမိုးတို့နှစ်ယောက်ကချားကြပါတယ်။နှစ်ယောက်တစ်ယောက်ပဲဂျာကြီးဘက်ကအာတာနေတော့ဖိုးခွားရောက်လာပြီးတော့ဂျာကြီးခြေထောက်ကိုဖမ်းဆွဲထားတယ်။ဂျာကြီးကန်ကြောင်းနေတဲ့ဂျာကခြေထောက်ကိုမလို့တန်းဆွဲချုပ်ထားတာကြောင့်ဝင်းမိုးတို့လည်းဂျာကြီးကိုတားဖို့လာကြတယ်။နောက်ဆုံးဖိုးခွားလည်းကြတော့တူလည်းနဲ့ဂျာကြီးခြေထောက်ကလက်ထိတ်တွဲခက်လက်သားဖြစ်နေပါတယ်။ဝင်းမိုးတို့နှစ်ယောက်ချလိုက်လို့ဂျာကြီးလည်းဘင်းသားမှာဖမ်းဆာဆူပြီးတော့လဲသွားပါတယ်။ဖိုးခွားကိုအရင်ထားဖို့ပြောနေတော့မှပဲအသက်ပြောက်သွားတယ်။ဂျောင်းတော့တတ်ထွက်ပြီးတော့ဂျာကြီးကိုတက်ဖို့လုပ်နေတော့ဝင်းမိုးကတားလိုက်ပါတယ်။ဒီချိန်သူတို့စီကိုကိုတန်းအပိုက်ဆိုင်တို့ယူလာပြီးတော့လက်ပြဘုံတွေကိုဖောက်ချလိုက်ပါတယ်။ဒီပေါက်ကွဲအားကြောင့်အဆောက်အုံတစ်ခုလုံးတုန်ခါသွား ါတယ်။အပြင်ထွက်လာတဲ့ကုတန်းကိုရဲတွေကတွဲပြီးတော့လုနာတင်ရင်မော်တင်ထားကြပါတယ်။ဥတင်ရှေ့ကဖြတ်သွားရမြင်လို့လိုက်တက်ဖို့လုပ်နေတဲ့ကုတန်းကိုဝင်းမိုးကတနက်နဲ့ပြေးပြီးတော့ကယ်ပြလိုက်ပါတယ်။အဲ့ချိန်ကစားလို့ဖိုးခွားဖြစ်စေရင်တဲ့အတိုင်းယူတာရဲ့ရဲရရှိလေးရဲ့ဖြစ်ဘသူတိကမှငွေမငင်ဖဲနဲ့နေသွားရင်လည်းဆက်လန်လေးလဲပြီးဆောင်သွားပါတော့တယ်။လူကြီးမင်းတို့လိုမြန်မာနိုင်ငံသားတွေကတော့တခုဖြစ်လာရင်ကိုအားကိုကိုယ်တိုင်အောင်သာပြင်ဆင်ထားကြပါ။အစုံနဲ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။